ညစီတမိတ်တွင်မှာတဲ့နေရာစစ်ကြောင့်အသက်အန္တရာယ်ကြုံတွေ့ခဲ့ရတဲ့တနားစရာတီးလေးတွေမင်္ဂလာပါရှင်။ Knowledge TV မှာကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ပရိသတ်ကြည့်လို့ရှင်လျှက်စစ်ကတော့ကမ္ဘာပေါ်မှာလိုအပ်ပြီးအသုံးဝင်တဲ့အရာဖြစ်တယ်လို့သတိမထားမိရင်လည်းဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အရာပါ။လူသားရောင်မှာလျှက်စစ်ကြောင့်အခက်မတင်မဲနဲ့ဒုက္ခရောက်တရရရှိပြီးတော့ဘာအသိဉာဏ်မှမကျွဲဝတဲ့တိရစ္ဆာန်လေးတွေဆိုရင်လျှက်စစ်ကြောင့်အန္တရာယ်ဖြစ်ရတာတွေကအများကြီးပါ။ TV တွေကလင်းတို့လေးကလည်းလျှက်စစ်ဓာတ်ကြိုးပေါ်မှာ တွဲလဲခုနေရင်နဲ့မျက်စိတမိတ်တော်တွင်မှရှော့ဖြစ်သွားပြီးတော့အောက်ကိုပြုတ်ကျသေးဆုံးသွားခဲ့တာပါ။တောင်လူတယောက်ကကင်မရာနဲ့အမှတ်မှတ်ထင်မဲ့ရှိုက်ကူထားမိပြီးတော့လင်းနုရဲ့ခနာကိုကိုစစ်ဆေးကြည့်တဲ့အခါလင်းနုအကောင်ပေါက်လေးတစ်ကောင်မှရှိနေအောင်တွေ့ခဲ့ရပါတယ်။နောက်ထပ်ရှင်လေးတစ်ကောင်ကတော့မျက်စိရှော့ဖြစ်တာကြောင့်ဓာတ်တိုက်မောင်ကနေပြုတ်ကျလာပါတယ်။ဒါပေမဲ့ကံကောင်းချင်တော့ဒီရှင်လေးကတော့အသက်အန္တရာယ်ကနေလုကင်ခဲ့ရပါတယ်။ လျှက်စစ်ဓာတ်တိုက်ပေါ်မှာတက်နေတဲ့ကြောင်လေးကလည်းရှော့ပြက်သွားပြီးတော့ထိတ်လန့်စရာပောက်ကွဲမှုအသေးစားတစ်ခုနဲ့တူအောက်ကိုပြုတ်ကျတေဆုံးသွားခဲ့ရတာပါ နောက်ထပ်ကြောင်လေးတစ်ကောင်ကတော့မိသီးပေါက်ထဲကိုလက်နှိုက်ဆော်ရင်းနဲ့တက်လိုက်သွားခဲ့ပါတယ်ဒီကြောင်လေးကတော့အသက်ဘေးကိုမကြုံရပေမဲ့အလန့်တကြားနဲ့ထိတ်လန့်ပြီးတော့အောင်းနေခဲ့တာပါဒီကြောင်လေးရဲ့ဖြစ်ရပ်ကတော့တခင်ရဲ့ပေါ်ဆောင်မှုကြောင့်လို့ဆိုရမှာပါမိသီးကိုပိတ်မထားတာကြောင့်ကြောင်လေးကဆော့ဆော့လက်ဆော့နဲ့ဖြစ်သွားခဲ့ရတာပါ တခြားတရိတ်ဆန်တွေနေနဲ့ဒီလိုမျိုးလျှက်စစ်ရှော့ဖြစ်ရင်တီးဖို့ခက်ခဲတယ်ဆိုပေမဲ့အိမ်မွေးတရိတ်ဆန်တွေကတော့ဒီလိုမဖြစ်အောင်တခင်တွေကတတိထားဂယူဆိုင်ပေးတင်တာပါဒီချက်တူရဲ့ငှက်အုပ်ကြီးတွေကတချို့ငှက်တွေကလည်းလျှက်စစ်ဂျိုးရမ်းပေါ်မှာအနားယူရင်မျက်စိတမဲ့တွင်ပြုတ်ကျအသေးဆုံးသွားကြပါတယ်တချို့ချက်တူရီတွေကတော့ရှော့ဖြစ်မှန်းတိလိုက်တာကြောင့်အချိန်မီပြန်ပြေးသွားနိုင်ပြီးတော့အသက်ချမ်းသာရရခဲ့ပါတယ် နေရာစစ်အန်ရဲကနေရာတိုင်းမှာရှိနေတတမလို့မျိုးရဲမှနေတဲ့အိမ်မွေးတွေးစစ်မာတွေမဟုတ်ပဲဒေါ်ရင်ရနဲ့ရောက်လာတဲ့မြောက်တွေမြောက်ဝန်တွေကလည်းနေရာစစ်တပ်ထဏီပေါ်တက်မိတာကြောင့်ကြုံတွေ့ရတယ်တော့အများကြီးပါတချို့မြောက်တွေဆိုရင်လည်းအသက်ဆုံးရှုံးရတတ်ပြီးတော့တချို့ကလည်းကံကောင်းထောက်မစွာနဲ့လွမြောက်ခင်းရတာတွေလည်းရှိပါတယ်။တော်ရင်မှလည်းလျှက်စစ်တချို့တွေရှိနေရင်ဒရိုက်ဆန်နဲ့အနေနဲ့မတော်တဆရှော့ပြမှုတွေကတော့ကြုံတွေ့ရတတ်ပါ။ ဒီဗီရိုတွေကတောင်းတက်ကောင်နဲ့ငှက်တက်ကောင်ကဆိုရင်တော့လျက်စစ်တတိုက်မောင်ကနေပြုတ်ချပြီးတော့တည်ဆုံခဲ့ရပြန်တာပါ။ဒါအပြင်လျက်စစ်ချန်စီယိုတွေကြောင့်ဒရိဆန်နေလျက်စစ်အန်ရီနဲ့ကြုံတွေ့ရတယ်လည်းရှိပါတယ်။လျက်စစ်ချန်စီယိုကြောင့်အထူးသဖြင့်တော်ရင်ဒရိဆန်လေးတွေကလျက်စစ်အန်ရီနဲ့ကြုံတွေ့နေရတာပါ။နိုင်ငံတချို့ကတော်ရင်နေမှာတရိတ်ဆန်နေကျူးကျော်မလာအောင်လျက်စစ်ချန်စီယိုတွေခက်လေရှိကြပါတယ်။ဒါကြောင့်နိုင်ငံတကာကတော်ရင်တရိတ်ဆန်တချို့ကဒီလျက်စစ်ချန်စီယိုတွေကြောင့်အသက်ဆုံးရှုံးရတွေရှိနေတာပါ။ ဒီတမိုက်ကောင်လေးရဆိုရင်လည်းပြက်စစ်ချန်စီယိုကိုမတော်တဆသွားထိမိတာကြောင့်တခဏတွဲမာရင်မီးတွန်းပြီးတော့အသက်သေဆုံးသွားတာပါအခုဗီဒီယိုထဲမှာတော့လျက်စစ်အန်ရဲ့ကြုံတွေ့ခဲ့ရတဲ့တရိတ်ဆန်လေးတွေအများကြီးရှိနေပြီးနောက်ထပ်လည်းဒီလိုဖြစ်ရက်တွေကထပ်ပြီးတော့ရှိနေပြန်တာပါဒါကြောင့်လူသားတွေအနေနဲ့အသိဉာဏ်ကင်းမဲ့တဲ့တရိတ်ဆန်လေးတွေကိုလျက်စစ်အန်ရဲ့မကြုံတွေ့ရလေအောင်တေချာလုံးကြုံစိတ်ချမှုရှိဖို့ဂယူဆိုင်တင်တာတော့အမှန်ပါ အထူးသဖြင့်အမြင့်ကိုခုန်တတ်တဲ့တရိတ်ဆန်လေးနဲ့အစောမတ်တဲ့တရိတ်ဆန်လေးတွေကမျက်စိအန္တရာယ်ပိုဖြစ်စေတာမို့လို့သူတို့နဲ့ဝေယာမှာလုံခြုံအောင်ထားသင့်တာပါအစုံနည်းကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်